မြန်မာဖားရောင်းတွေမှာပါဝင်တဲ့တောက်ကြညာကြံလာပဲတောက်ကြညာ1 Friday by 102မှာတော့မြန်မာဖိုင်တာတွေတက်ရောက်မှမပါဝင်ကြပါဘူးဒါမြန်မာပြည်သက်တွေကိုကဲဆန်းလာလားမသိပေမဲ့မြန်မာဖိုင်တာတွေကိုလည်းတမင်အနာပေးထားတာလားပေါ့ပြီးခဲ့တဲ့1 Friday by 101မှာမြန်မာဖိုင်တာ2ယောက်ပါဝင်ခဲ့ပါတယ်ဒွလင်းထက်နဲ့အဲမီပါအဲမီကလည်း Stray Fighter ဂေါ်ရုံနဲ့ရင်ဆိုင် ထိုးသက်ခဲ့တာလည်းဖြစ်ပါတယ် ဒူရင်ကိုရင်ရှင်မြန်ထိုးတက်ခဲ့ပြီးဘိတ်တရီကိုဖျော်ပြမှုအကောင်းဆုံးပေးစွမ်းခဲ့တဲ့ဝဲစဉ်တစ်ပွဲလို့ဆိုရမှာလည်းပဲဖြစ်ပါလိမ့်။ဒီဘက်မှာအပြင်ကပရမအချီမှာပဲဂျာကောင်မိပြီးကွဲအဒန်ယာရရှိသွားခဲ့ပြီးတွေးအလူလူနဲ့ထိုးတက်ခဲ့တာကိုလည်းတွေးမြင်ခဲ့ရပါလိမ့်။ဒိုင်ယာရဲ့သွေးမတိမ်မှုကအဲမီကိုအောင်းအင်ကုန်ခံသွားစေခဲ့သလိုတဖက်ပြားမဲကလေးဝိုင်းရဲ့ပွဲဥထဖြစ်နေမှုနဲ့နောက်ဆုံးအမှတ်နဲ့အရင်နေသွားခဲ့ရပါလိမ့်။လျောင်းဆောင်အပိသက်ဖျော်ဖြေမှုအကောင်းဆုံးပေးစွမ်းခဲ့လို့ဘောနပ်စ်တောင်းမှပေးတော်မယ်လို့ကျွန်တော်တို့ထင်ခဲ့မိပါလိမ့်။ ဒါပဲပဲလည်းပဲ chatry ကဂျပန်မှာရှင်ပြိုင်မဲ့1172ဘွဲ့ကြီးကိုပဲအာယုံစိုက်ထားတယ်တင်ပါ යි bonus တော့ပေးမသွားခဲ့ပါဘူးတွင်နေကတော့ time fighter rocky နဲ့ရှင်ပြိုင်ထိုးတက်ခဲ့ပါလိမ့် rocky က1ရဲ့စင်းမြစ်မှာတပွဲထိုးပြီးအဲ့ဒီဘွဲကလည်း KO နဲ့ performance ကောင်းလို့ bonus ကို time back 3သိန်းခွဲစခုရရှိထားသူဖြစ်ပါလိမ့်ငယ်ရွယ်ပြီးပညာလည်းကောင်းသလိုမာဂုံကလည်းအသင့်နဲ့ရှိပါလိမ့်လင်းနာကလည်းဖြည့်တဲ့တပွဲက rocky ကို KO နဲ့နိုင်ပြီးတော့သူ့လိုပဲ bonus time back 3သိန်းခွဲစခုရရှိထားပါလိမ့် ဒါလည်းဆန်းဆန်းနဲ့ပဲအဲ့ဒီညတညထဲပါပဲဒီဘက်မှာလည်းသတင်းတက်ကနှစ်ကြိမ်နော့ဒေါင်းကြောင့်ထိုးနိုင်ခဲ့ပြီးအမှတ်နဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်ဆိုတော့155တရာမှာစူပါရီဂျန်တယောက်ထဲမြန်မာဖိုက်တာပါဝင်ခဲ့ပါလိမ့်အရိပကလည်းတိုက်တော့ဘုံဝင်မကြခဲ့ပါဘူးဘာလို့လဲဆိုတော့1ရဲ့ဘွဲထွက်ရော့ထန်ရဲ့ရောက်ဖဖြစ်တဲ့ဆန်းကားတဲ့နဲ့ကေပေါ့စင်ပွဲထိုးရတာ ဖြစ်လို့ပါပဲဆိုရရင်တော့စူပါရီဂျန်ကလည်းအဖြေခံတတ်တတ်လို့ကျွန်တော်ယူဆပါရီး ဒီဘက်မှာလည်းစူပါရန်ကအကောင်းဆုံးလက်စွမ်းပြသခဲ့ပြီးဆန်ကအစ်စ်လိုကေပေါင်စင်တပေါက်ကိုအကောင်းဆုံးချင်ဖိုက်ပြသသွားခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါလိမ့်။တောင်းကြည့်တော့အကောင်းဆုံးရင်ဆိုင်ခဲ့ပြီးနောက်ဆုံးအမှတ်နဲ့အရင်ရင်သွားခဲ့ရပါလိမ့်။သူ့ရဲ့ရှိမှာတော့ကိုဆိုးကြီးကိုဆိုးကြီးကတော့ရုရှားဖိုင်တာကော်ထွန်းနဲ့ရင်ဆိုင်ခဲ့ရပြီးအမှတ်နဲ့အရင်ရင်သွားခဲ့ရပါလိမ့်။ဆိုတော့မြန်မာဖိုင်တာတွေအတွက်မြန်မာပြည်သက်တွေအားအပတ်စဉ်ပတ်တိုင်းလာရောက်ကြည့်ရှု RB ခဲကြတာဖြစ်ပါလိမ့်။ တောင်ကျောက်ဆီလိုပဲပွဲထုတ်လာတဲ့ဝမ်ကလာပဲတောင်ကျောင်းညမှာတော့မြန်မာဖိုင်တာတွေတယောက်မှမပါဘဲပွဲထုတ်တော့မှလည်းပဲဖြစ်ပါလေဆိုတော့ကိုမြန်မာဖိုင်တာတွေကိုနားပေးထားတာပဲလားဒါမှမဟုတ်ဘာကြောင်ပါလဲဆိုတော့စဉ်းစားစရာတခုပါပဲတခုမေးစရာတော့ရှိနေပါလေဒါတော့ဂျပန်မှာကျင်းပါတော့လေမြန်မာတယောက်မှမပါဝင်ပါဘူးဂျပန်ကိုသွားတဲ့ဝမ်ဝမ်ဆမ်ရီ2မှာဝမ်ကမြန်မာဖိုင်တာတွေထဲမှာတယောက်လောက်တော့ခေါ်သွားခဲ့ခြင်းပေါ်ပါပဲ ပြည်နယ်ရေတခုကိုကျွန်တော်ပြောပြပါမယ်။ပြီးတဲ့ဝမ်ဝမ်ဆမ်မရီပွဲတော်ကတန်းစင်တဲ့ဆူရီယန်လက်ပွဲမှာတကယ်လို့များတန်းစင်သောဆူရီယန်လက်ကိုနိုင်ရောက်ရှိခဲ့မယ်ဆိုရင်တန်းစင်တယောက်ဂျပန်ကိုလိုက်ပါဖို့ရာကနုံများပါလေ။ဘာလို့ဆိုတန်းစင်ကိုနိုင်ရောက်ရှိတဲ့ဆူရီယန်လက်ဟာဝမ်ဝမ်ဆမ်မရီ2မှာဂျပန်ဖိုင်တာနဲ့တဲပေးလိုက်တာမို့လို့ပါပဲ။အားလုံးကလည်းတန်းစင်ကိုအများကြီးမျှော်လင့်ထားကြတာပါ။ဘာလို့ဆိုလားလားအရန်ကိုကောင်းတယ်လို့နိုင်ွက်ရခင်ဂျပန်ကိုတွားရမယ်ဆိုပြီးမျှော်လင့်ခဲ့ကြတာလည်းပဲဖြစ်ပါလေ။ဂျပန်မှာဆိုလဲမြန်မာပြည်သက်တွေနည်းနည်းနော်တော့မှမဟုတ်ပဲ။ ဒါပေမဲ့တန်းစင်အားဆူရင်လက်ကိုရင်းနေသွားတော့ဂျပန်မှာကျင်းပမဲ့ Warman 72မှာမြန်မာ Fighter တယောက်မှပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူးဒီဘက်မှာလည်းဆူရင်လက်ကဂျပန် Fighter ကိုအမှတ်နဲ့အရင်နေသွားခဲ့ရတာဖြစ်ပါလေကျေးဇူးတင်ပါတယ်ဘဲတဲ့မျိုးကိုစိတ်နဲ့ဖျားကျမ်းမှာချမ်းသာကြပါစေခင်ဗျာ